အခုတင်ဆက်ပေးမယ့်သတင်းကတော့မိုးရရှိမှုပေါ်မူတည်ပြီးမြဝကျွန်းပေါ်ဒေသတွေမှာရေကြီးမှုအတွက်သတိပြုဖို့လိုအပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာ Climate Change Watch မှာဒေါက်တာထွန်းလွင်ရဲ့ပြောကြားမှုအရ AR မြစ်အောက်ပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေအနေနဲ့အခုလနောက်ဆုံးပတ်အတွင်းမိုးရရှိမှုပေါ်မူတည်ပြီးရေကြီးမှုအတွက်သတိပြုဖို့လိုအပ်တယ်လို့သိရပါတယ်။လက်ရှိမှာ AR မြစ်တစ်လျှောက်မိုးကောင်းထားတဲ့အတွက်ရေပြည့်နေပါတယ်။ ဒါအပြင်ချင်းတွင်းမှာလည်းရေတက်လာပြီးမိုးရွာသွန်းမှုများလာပါကရေရှမ်းတော့မဲ့အနေထားရှိတာကြောင့်မြဝကျွန်းပေါ်ဒေသတွေမှာသတိပြုစေချင်တယ်လို့ဒေါက်တာထွန်းလင်ကပြောပါတယ်မြန်မာနိုင်ငံမှာရေကြီးမှုသဘာဝဘေးရန်တွေကိုသတိပြုရတဲ့ကာလသုံးခုရှိပါတယ်။မိုးလေကာလဖြစ်တဲ့အခုလအတွင်းအေရာရီမြေချင်းတွင်းမြေစတဲ့မြေကြီးများတန်လွင်မြေစစ်တောင်းမြေစတဲ့မြေငယ်တွေမှာစိုးရိမ်ရေမဲ့ဝင်ကျင်ရောက်ရှိနိုင်တယ်လို့ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။ဒီလိုထုတ်ပြန်ထားရမှာချင်းတွင်းမြေမှာစိုးရိမ်ရေမဲ့ကိုရောက်ရှိဖို့နီးကပ်လာပြီဖြစ်တယ်လို့သိရပါတယ်။ ကြအပြင်အခုလတတိယပတ်အတွင်းမှာလည်းငွေရသုံးမှုကောင်းမွန်လာနိုင်ပြီးမြန်မာနိုင်ငံအောက်ပိုင်းဒေသတွေသာမကအလဲပိုင်းဒေသနဲ့မြောက်ပိုင်းဒေသတွေမှာပါနေရအနှံပြားငွေရသုံးနိုင်ခြေရှိနေပါတယ်။ဒီလိုရသုံးရမှာ24နှစ်အတွင်းရသုံးတဲ့ငွေချိန်မှာနှစ်လမ်းမခန့်ရှိနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဇူလိုင်လတတိယဆယ်ရက်ပတ်အတွင်းမှာပဲ ARD မြို့ကြီးဟာမန္တလေးမြို့၊စကိုင်းမြို့တို့မှာ၄ဘေကနေ၅ဘေခန့်ပခုတ်ကူမြို့နဲ့ညာဦးမြို့၆မြို့ မင်းမှုမျိုးမကွေးမျိုးအောင်လံမျိုးပြီမျိုးစိတ်သားမျိုးဟင်္ဒရာမျိုးနဲ့ဇလုံမျိုးတို့မှာနှစ်ပေကနေလေးပေကန်းထိလက်ရှိရေမတ်တွေထက်မြင့်တက်လာနိုင်တယ်လို့သိရပါတယ်ဒါအပြင်ချင်းတွင်းမြေရရလဲခန်းဒီမျိုးနဲ့ဟ ோம் လင်းမျိုးတို့မှာ6ပေကနေ10ပေခန်းမော်လိုင်းမျိုးကလေးဝမျိုးနဲ့မုံရွာမျိုးတို့မှာ9ပေကနေ9ပေခန်းအထိလက်ရှိရေမတ်တွေထက်မြင့်တက်လာနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။